ားလုံးပဲမြင်လာပါဒီကတော့ factory အနေနဲ့ဟိုဂျီမေးမှာကျွန်တော်တို့ location လေးပြောင်းနေကြတယ်ကိုပြောပြပေးပါမယ်ကျွန်တော်တို့ setting နဲ့ဝင်မယ် setting နဲ့ဝင်သွားပြီကျွန်တော်တို့ your information privacy and security ကျဲသွားမယ်ဟောပြီးရင် personal information တွေကိုကျွန်တော်ဝင်ကြည့်မယ်အဲ့မှာအပေါ်လေးနည်းနည်းလေးကိုဆွဲတက်လိုက်အဲ့မှာဟုံးဆိုတာရှိတယ် ုံးလေးရမှာကျွန်တော်တို့ပါယူရမှာဆိုရင်ဒါတော့ကျွန်တော်ထည့်ထားပြီးသားဖြစ်တော့เนาะဟုတ်ပါကျွန်တော်တို့အဲ့မှာ address ကို Thailand လေးကိုထည့်ထားပြီဘယ်လိုမြန်မာဖြစ်နေဆိုရင်အဲ့ဒီမှာပြောင်းလိုက်ပါเนาะ Thailand ဆိုပြီးတော့ပြီးကျွန်တော်စိတ်မှတ်လိုက်ပါပြီး damn နေမယ်အဲ့ဒါဆိုရင်အဆင်ပြေပါပြီတော့နောက်တစ်ခုကတော့ base ကိုနိုင်ငံခြားအမေ ထည့်ချင်တယ်ဆိုရင်ဒီနေ့လေးနဲ့ထည့်ကြည့်ပါခင်ဗျ setting လေးကိုသွားမယ်ပြီးရင် page set အကိုနှိပ်မယ်ပြီးရင် page set page set မှာအဲ့မှာနှစ်ခုရှိတယ်ပုံနာကပုံနာကနေပြီးတော့ကျွန်တော်တို့ full set ပေးတာ ਨੇ အောက်ကနေပြီးတော့အောက်ကတကူကကျတော့ people waste အဆက်ကျတော့ဟာကျွန်တော်တို့ posting ခိုင်းမယ်ဟာအဲ့လောက်ပဲပေါ့နော် full အဆက်မရအောင်ဒါလို့ full set ပေးခြင်းနဲ့ဆိုရင်အပေါ်ကောင်းနေပြီ အာတကယ်တော့ကိုက full အဆက်မပေးချင်ဘူးဆိုရင် အောက်ကကောင်လေးနဲ့ပေးပဲအာပြီးရင်ကိုထည့်ချင်တဲ့အမေရဲ့နာမည်ကိုထည့်မှာအာပြီးရင်သူ့ကိုလည်းအာကို control လုပ်ပြီးတော့ကိုတင် post reply တင်ခိုင်းချင်လားတင်ခိုင်းချင်တယ်ဆိုရင် contact ကိုပဲကျွန်တော်တို့ပေးထားမှာ assign နဲ့ ETS ကတော့ ဩကျွန်တော်တို့အသိမလောက်တော့။ဟာပြီးရင် gate accept ပေါ့။ပြီးရင်ကျွန်တော်တို့ password လေးရိုက်ပြလိုက်မယ်။ဒီဒီ Facebook ရဲ့ password ပေါ့နော်။ဟာပြီးရင် confirm ကိုနှိပ်ပြလိုက်မယ်။အဲ့ဒါတွေပြီးသွားပြီဆိုရင်ကျွန်တော်တို့ဟိုဘက်ရဲ့ Facebook profile ရဲ့ note မှာကျွန်တော်တို့အာအခု invite လုပ်ထားတဲ့ note လေးတော့တက်နေတယ်။မအဲ့ဒီက note လေးရနေပြီးတော့ကျွန်တော်တို့အာ review invite နေရာမှာကျွန်တော်တို့ accept လက်ခံလိုက်မယ်။အာပြီးရင် next name နဲ့ပြီးရင် accept နေမယ်။အာအဲ့ဒါဆိုရင် page admin ထည့်တာအောင်မြင်စွာပြီးဆုံးပါပဲ။ base admin ထင်တည်ကြပါဘောက full owner control နဲ့ people with task ကမတူညီပါဘူးအပေါ်ဆုံးကကောင်းကြတော့ full owner အဆက်ပေးတာဖြစ်ပါတယ်အဲ့ဒါပြီးရင်တတိထားပါ